္ဂလာပါပရိသတ်ကြီးတမိနစ်အတွင်းနိုင်ငံရေးသတင်းကားပုတ်ကိုတင်ဆက်ပေးသွားတော့မှာပဲဖြစ်ပါရရှင်။ပထမအဆုံးသတင်းတစ်ပုတ်ကတော့တိုင်ဖုန်းမုန်တိုင်ဖုန်းဝမ်ဟာဖိလစ်ပိုင်နိုင်ငံသို့နှီးကပ်လာနေပြီဖြစ်ကြောင်းအစိုးရကပြည်သူလူထုအားသတိပေးပြောကြားတယ်ဆိုတဲ့သတင်းပဲဖြစ်ပါရရှင်။လိုင်းလုံးကြီးများဟာ9မီတာအထိမြင့်တက်နိုင်ခြင်းရှိပြီးလေပင်းများတိုက်ခတ်နိုင်ခြင်းရှိတာကြောင့်စူပါတိုင်ဖုန်းမုန်တိုင်အထိအားကောင်းနိုင်ခြင်းရှိပြီးအလွန်အန္တရာယ်များကြောင်းဆိုပါရရှင်။ဒုတိယသတင်းတစ်ပုတ်ကတော့ရုရှားနိုင်ငံခြားရေးဝန်ကြီးကနျူကလ িয়ার လက်နက်စံတက်ခြင်းအစီအစဉ်တစ်ရပ်ဖြစ်လာနိုင်ကြောင်းပြောကြားလိုက်တဲ့ဆိုတဲ့သတင်းပဲဖြစ်ပါရရှင်။ ်တမရပူတင်ဤဖြစ်လာနိုင်ပွဲရှိသောလက်နက်စံတက်ခြင်းအတွက်အကြံဉာဏ်များနှင့်အစီအစဉ်များအားအကောင့်တွေဖော်ရန်ညွှန်ကြားချက်များအားအရာရှိများကလိုက်နာလှုံ့ဆော်နေတယ်လို့ပြောကြားလိုက်တာပဲဖြစ်ပါတယ်ရှင်တတိယသတင်းတစ်ပုဒ်ကတော့ American တမရ Donald Trump ကတောင်အာဖရိကတွင်ကျင်းပမည်ဖြစ်သော G20 အစည်းအဝေးပွဲကြီးအား American အစိုးရဌာနမှဤသည့်အရာရှိတဦးတစ်ယောက်ကိုမှဆေလွတ်မည်မဟုတ်ကြောင်းပြောကြားလိုက်တဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင် American နိုင်ငံအပေါ်သို့မကြိုဆိုသောအပြုအမူများနှင့်မမျှမတဆက်ဆံမှုများပြုလုပ်ခဲ့တယ်လို့ထင်တာကြောင့်ယခုလိုမတက်ရောက်မှာပဲဖြစ်ပါတယ်ရှင် ှင်နောက်ထပ်သတင်းတစ်ပုဒ်ကတော့ဘရာဇီးနိုင်ငံတောင်ပိုင်းတွင်လေဆင်နှာမောင်းတိုက်ခတ်ဆိုတဲ့သတင်းပဲဖြစ်ပါရဲ့ရှင်ယခုလိုတိုက်ခတ်ခဲ့မှုကြောင့်လူချအူသေဆုံးခဲ့ရပြီးလူရပေါင်းများစွာဒဏ်ရာရရှိခဲ့တယ်လို့ပြည်내ဆိုရဖွဲ့ကအဆိုပါရဲ့ရှင်နောက်ဆုံးသတင်းတစ်ပုဒ်ကတော့သမရဒေါ်နယ်ထရန့်ကဟန်ဂေရီဝန်ကြီးချုပ်နှင့်တွေ့ဆုံမယ်ဆိုတဲ့သတင်းပဲဖြစ်ပါရဲ့ရှင်ထို့တွေ့ဆုံမှုတွင်ရုရှားနိုင်ငံထံမှစီဝယ်ယူမှုနှင့်ပတ်သက်၍ဆွေးနွေးကြမှာဖြစ်ပြီးအမေရိကန်နိုင်ငံနှင့်ဟန်ဂေရီနိုင်ငံတို့ကြားစီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကိုခိုင်မာစေရန်ဆွေးနွေးသွားကြမှာပဲဖြစ်ပါရဲ့ရှင်